အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုတင်ဆက်ပေးဖို့ရွှေချယ်ထားတဲ့ပုံမြင်လေးကတော့တင်တောင်းဝင်အနေနဲ့ရရှိခဲ့တဲ့မိဖို့ကန်းဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါအားလုံးပဲကျမရဲ့မိဖို့ကံထဲမှာအိတ်ကြမယ်ဆိုရင်တော့အိတ်လိုက်ကြလေကျမမိဖို့ကံဘလောက်တောင်လှပတလဲဆိုတာကိုတွေးကြရမလားဘလောက်တောင်မှပြေးဆုံးချမ်းသာလှပလို့နေမိဖို့ကံကိုတော့ဘယ်သူမှတွေးဘူးကြမှာမဟုတ်ဘူးနော် ဟုတ်တယ်ရောင်မရဲ့ရောင်မပြောတာမှန်တယ်ကျမတို့ဒီလောက်ကြောင်မှလှပါတဲ့မိဖို့ကံဘယ်တော့ကောင်းမှမတွေ့ခဲ့ဘူးဘူးချွေးမလေးရဲ့နေ့ရောင်မနေ့ကိုနောက်နေတာသူလက်ဖေးဖြောဖို့အတွက်ဆိုပြီးတော့မိဖို့ကံနဲ့ဝင်လာခဲ့တာလေလက်ဖေးဖြောမယ်ဆိုရင်တော့နေမိဖို့မှာတော့ဖြောလေနေရဲ့မိဖို့နဲ့ပဲဖြောလိုက်တော့ငါရဲ့မိဖို့ကံနဲ့ဝင်လာစေတော့အကြောင်းရှိဘူးငါရဲ့မိဖို့ကံနဲ့မှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကတန်းတန်းရှင်းရှင်းထားထားတာအရင်ကလည်းလှပါတယ်နေသုံးမယ်ဆိုရင်တော့အားလုံးညစ်ပတ်ကုန်လိမ့်မယ်ကဲကဲကဲသမီးရေတွားကြတာပေါ့တွားကြမယ် နေ့ရောင်မကတော့လေဒီလောက်အေးနေတဲ့ရာသီဥကျုံမာတော့မှသူ့ရဲ့အုံနောက်တတော်လေးပူနွေးနေတဲ့ပုံစံမျိုးပဲ။ဘာပြောတာလဲ။ဘာပြောလိုက်ကြလဲ။ဘာမှမဟုတ်ပါဘူးချွေးမလေးရဲ့ငါးငါးရဲ့သမီးကိုအခန်းထဲသွားရအောင်ဆိုပြီးတော့ခေါ်နေရလေ။ရာဂီနီကတော့ပြေးဆုံးတဲ့အင်ကာမိန်ကလေးတယောက်ဖြစ်ပါတယ်။သူမလက်ထပ်ပြီးရောက်မှအင်ရောက်ရှိလာခဲ့တဲ့အချိန်မှာမိဘအင်ကာသူမကိုလက်ဖွဲ့ပစ္စည်းတွေအများကြီးထည့်ပေးလိုက်ပါတယ်။တကယ်မှာတော့ရိုဟန်ကသူ့အင်ကာရှေးပိုက်ကိုသွားပြင်ပေးနေခဲ့ရပါတယ်။ နှစ်ယောက်လုံးကလည်းတယောက်ကိုတယောက် တွေ့ပြီးသဘောကျသွားခဲ့တဲ့အကြောလက်ထပ်ခဲ့ကြပါရဲ့ဒါပေမဲ့ရိုဟန်ဆိုတဲ့ကောင်းလေးကတော့စင်ရဲပါတယ်သူ့အိမ်လေးကလည်းတတော်လေးကိုစောက်ပြတ်တလုံးပါရဲ့နောက်နေ့ချွေးမလေးရေမိုးချိုးပြီးမိဖို့ခံနေဝလာခဲ့တဲ့အခါမှာတော့သူ့ရောင်မလေးကမိဖို့ခံကိုတသေးချာကြည့်နေအောင်ကိုတွေးခဲ့ရပါတယ်ချွေးမလေးကလည်းဒေါသတကြီးနဲ့သူ့ရောင်မစီသွားပြီးပါတစ်ချက်ထဲရိုက်ချပြလိုက်ကြပါဘို့ခဏနေတော့အဲ့ဒီနေရာကိုရိုဟန်နဲ့သူ့ရဲ့အမေရောက်ရှိလာပါတယ် ဒါဘာလို့တော်လဲရာဂနီမင်းတတော်လေးရိုင်းဆိုင်တာပဲဘာဖြစ်လို့မင်းငိုင်းညမလေးကိုအခုလိုမျိုးရိုက်လိုက်ရတာလဲရှင်ညမကလေအမြဲတမ်းကျမရဲ့မိဖို့ခန်းကိုပဲကြည့်နေတယ်သူမျက်စိကြနေရဲဆိုတော့ကိုကျမတိတာပဲကျမရဲ့ပစ္စည်းတွေပြက်စီးသွားရင်ဘယ်လိုလုပ်မလဲရှင်တအိမ်လုံးမှာတန်ဖိုးရှိတာဆိုလို့ကျမရဲ့မိဖို့ခန်းတစ်ခုတည်းပဲရှိတာမဟုတ်ဘူးလားအော်ချွေးမလေးရဲ့မနက်အစောကြီးဘာဖြစ်လို့ဒေါသတွေအရန်ထွက်နေရတာလဲစိတ်အေးအေးထားစမ်းပါဒီပုံစံအတိုင်းရာဂနီကတော့မိသားစုဝင်တွေအကုန်လုံးကိုပြောဆိုဆက်ဆံပါတယ် သူရဲ့မိဖို့ကန်တဲ့ကိုလည်းဘယ်သူကမှဝင်ရောက်လာခွင့်မပေးခဲ့ပါဘူး။တကယ်မှတော့ရာသီဥတုအချိန်ကြီးအရန်ကိုဆိုးရွားပြီးနှင်းတွေကျနေခဲ့တဲ့အခါမှာတော့သူရဲ့အိမ်တစ်ခုလုံးပြက်စီးသွားခဲ့ပါရဲ့။အိမ်တအိမ်လုံးမှကျန်လာဆိုလို့ရာဂီနီမိဖို့အိမ်ကရွှလာခဲ့တဲ့မိဖို့ကန်ကပြက်စီးပေးပဲရှိပါတော့တယ်။ဒုက္ခပဲဘယ်လိုလုပ်ကြမလဲ။ဒီအချိန်ကြီးမှာကျမတို့ဘယ်ကိုသွားကြမလဲဘယ်လိုနေထိုင်ကြမလဲ။မင်းရဲ့အိုးတွေခွက်တွေဝင်ပြီးရောနေလိုက်လေ။ မင်းရဲ့မိဘတွေကအရန်ကိုဈေးကြီးရဲ့ခွက်တွေပလုံးတွေပေးထားတာပဲအဲ့ဒီထဲမှာဝင်နေလို့ရတယ်မဟုတ်လားဒီအိမ်မှာတံပိုးအကြီးဆုံးကဒီအိုးတွေခွက်တွေပကံတွေပဲဆိုပြီးရောမင်းဟော်နေရတော့ကပြောထားသေးလေကျမရဲ့မိဘတွေကကျမကိုအရန်ချလို့ဒါရီထည့်ပေးလိုက်တဲ့အတွက်ကျမလည်းနည်းနည်းလေးလောဘတက်မိသွားခဲ့ပြီးပြောလိုက်တာပါကျမကိုစိတ်မဆိုးပါနဲ့ရှင်အခုဆိုလို့ရှင်တော့ကျမလည်းနားလေပါပြီကျမတို့စီမှာမိဖို့ကန်ထပ်ပိုးပြီးအရေးကြီးတဲ့အရာတွေအများကြီးရှိတယ်အခုကျမတို့ဆုံးရှုံးခဲ့ရပြီနော် ကျမရဲ့အမားတွေအကုန်လုံးကိုကျမပြန်ပြင်မယ်။ဒီမိဖို့ကံကကျမကိုအရာအားလုံးပြန်ပြီးတော့ယူဆောင်လာခဲ့ပေးလိုက်မယ်။ကဲငါတို့ဒီအိမ်မှာနေလို့မရတော့ဘူးဆိုတော့လမ်းဘေးမှာသွားနေကြမယ်။ရိုဟန်ကလည်းသူ့ရဲ့မိသားစုဝင်တွေအားလုံးကိုခေါ်ပြီးလမ်းဘေးကိုထွက်လာခဲ့လိုက်ပါတယ်။သူတို့အပြင်ကိုရောက်ရှိလာခဲ့တဲ့အခါမှာရာဂီနီကလည်းပြောခဲ့ပါတယ်။အိမ်မှာကတော့ကျမတို့နေရတာအဆင်မပြေဘူး။အတော်လေးကိုလည်းပြန်စီသွားခဲ့ပြီးမဟုတ်လား။ဘလို့မဆိုကျမတို့လမ်းဘေးမှာနေပြီးတော့လက်ဖေးရောက်ကြမယ်ဆိုရင်ကျမမှာမိဖို့ကံမှာတောင်းတဲ့ပစ္စည်းတွေအများကြီးရှိတယ်။ ပတ်စံဆုဆောင်ရရှိသွားခဲ့တဲ့အခါကျရင်တော့ကျမတို့အိမ်လေးကိုပြန်လဲဆောက်လုပ်လို့ရတယ်နော်။ထွေးမလေးရေနင်းပုံစံကိုတော့ငါတို့လုံးဝနားမလဲတော့ဘူး။တခါတလေကြရင်တော့နင်းဒေါသတွေအရန်ထွက်နေတတ်တယ်။တခါတလေကြရင်တော့လေနင်းကနားလည်မှုရှိလိုက်တာ။တိရဲတိရဲကျမယောင်မအကြောင်းကျမကောင်းကောင်းတိရပါ့ကျမယောင်မကတကယ်စိတ်သဘောထားဖြူစင်လို့နေအဲ့ဒါကြောင့်လဲဟိုနေ့ကတော့ကယောင်မကျမကိုပ้ายရိုက်တာကိုကျမဘာမှပြန်မလုပ်ခဲ့တာတခြားသူဆိုလို့ရှင်တော့ကျမပြန်လုပ်ပြီးနေပြီတိလား သူတို့လက်ဖက်ရောင်းဖို့အတွက်ပြောဆိုနေခဲ့တဲ့အချိန်မှာပဲအရာရှိကြီးရောက်ရှိလာပါတယ်။မင်းတို့ယထားပဲအချိန်စီးမှလည်းယထားလက်မှတ်ပြကျွန်တော်တို့ယထားစီးဖို့အတွက်လာတာမဟုတ်ပါဘူး။ကျွန်တော်တို့ကဒီအနီးနားရွာမှာနေရ။နင်းတွေအရန်ကြမိုးတွေကလည်းရွာနေတဲ့အချိန်ကျွန်တော်တို့အိမ်ပြတ်စီသွားလို့ဒီကိုထွက်လာခဲ့ကြတာပါ။ဒါဆိုရင်တော့ကောင်းပြီ platform ပေါ်မှာနေထိုင်ခွင့်လက်မှတ်ကိုပြကျွန်တော်တို့အဲ့ဒီ platform တက်ကပ်ဆိုတာမရှိဘူး။အေးဟုတ်ပြီ။မင်းတို့ဒုက္ခရောက်နေလို့ငါအခုမင်းကိုလှုပ်ပေးလိုက်မယ်။ ပလက်ဖောင်းပေါ်မှာနေမယ်ဆိုလို့ရှင်လဲလက်မှတ်ပြပြီးရောနေရတယ်။တခြားသူဆိုရင်တော့မင်းတို့ဒီကနေပြီးရောစောက်ကန်ထုတ်ခံရပြီးတိလောက်ထောင်လဲကြနိုင်တယ်။အဲဒါကြောင့်အခုမင်းမိသားစုကိုခေါ်ပြီးဒီကအမြန်ဆုံးထွက်သွားလိုက်တော့တခြားတယောက်ရောက်လာလို့ရှင်တော့မင်းတို့မလွယ်ဘူး။ရာဂီနီကလည်းဘူရာယုံလေးမှလဖေးရောင်ဖို့အတွက်စိတ်ကိုအိမ်မက်မှန်းနေခဲ့ပြီးမယ်။ဒါလေးကလည်းပြက်စီးသွားခဲ့ရပါတယ်။သူတို့လည်းရှောက်သွားနေနဲ့ဘဲကိုသွားလို့သွားရမှန်းလဲလမ်းမတွေ့တော့ပါဘူး။ရိုဟန်ကြီးဟိုမှာကြည့်ပါအောင်တောအုပ်ကြီးပါလားကျမတို့တောအုပ်ထဲမှာပဲသွားနေကြမယ်ဆိုရင် ဟုတ်တယ်နော်ရောင်မပြောတာမှန်တယ်တောအုပ်ထဲမှာနေမယ်ဆိုရင်တော့ကျမတို့အနေနဲ့လက်မှတ်လည်းမလိုဘူးအေးကောင်းတာပေါ့ဒါဆိုရင်တော့အကောင်းဆုံးပဲငါတို့အမြန်ဆုံးတောအုပ်ထဲမှာသွားနေကြရအောင်လေရိုဟန်ကလည်းသူ့ရဲ့မိသားစုဝင်တွေအားလုံးကိုခေါ်ပြီးတောအုပ်ထဲဝင်သွားပါတယ်တောအုပ်ထဲမှာရှိတဲ့အဝတ်အပိုင်းစာလေးတွေနဲ့တဲလေးထိုးပြီးတော့နေထိုင်ခဲ့ကြပါတယ်ရာဂနီကသူ့ရဲ့အိမ်ခန်းလေးထဲမှာပဲမိဖို့ဖို့ပြီးနောက်ထမင်းဟင်းချက်ပြုတ်ခဲ့ပါတယ်သူ့ရောင်မလေးကလည်းသူ့ကိုဝိုင်းဝန်းကူညီလောက်ကင်ပေးခဲ့ပါတယ်ဒီချိန်ထိညကလည်းတော်တော်လေးမိုးချုံနေခဲ့ပါပြီ။ အရန်ကိုအင်းနေရတဲ့အတွက်အပြင်မှာမီးဖို့ဖို့ထားခဲ့ပြီးအထဲမှာနွေးနေအောင်ထိုင်နေခဲ့ကြတာပေါ့ရုတ်တရက်ကြီးအပြင်ကနေတော်ရန်တလေးဆန်တွေရဲ့အတန်တွေကိုကြားခဲ့ရတဲ့အခါမှာသူတို့လည်းလမ်းဖြန်သွားခဲ့ကြပါတယ်။ချွေးမလေးရဲ့အပြင်မှာကြောက်စရာကောင်းတဲ့တော်ရန်တလေးဆန်တွေရှိနေရတဲ့တူတယ်။ဒီမာနီယာငါတို့အသက်အန်ဒီရဲ့စွန့်ရင်ရနိုင်တယ်နော်။အားလုံးခဏလေးထိုင်နေပါကျွန်တော်သွားကြည့်ခင်မယ်။ရိုဟန်အပြင်ကိုထွက်ကြည့်လိုက်တဲ့အခါမှာတော့အပြင်မှာခြင်သိမ့်၄ငါးကောင်ကိုတွေ့ခဲ့ရပါတယ်။ ဒုက္ခပဲဒီညကတော့ငါရဲ့မိသားစုဝင်တွေအားလုံးအတွက်နောက်ဆုံးညပဲဖြစ်ရမယ်ဒီချန်ရုတ်တရက်ချင်းတိတ်တကောင်ကသူတို့ဘက်ကိုပြေးလာနေခဲ့တဲ့အချိန်ရိုဟန်ကမီးစားနဲ့ပြစ်ပြီးမိသားစုဝင်တွေအားလုံးကိုခေါ်ကားထွက်ပြေးလာခဲ့ပါတယ်။ပြေးဟေးပြ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 ေးကြပြေးကြဒီကနေအများဆုံးပြေးကြမပြေးဘူးဆိုရင်တော့ချင်းတိတ်စာမိမိသားမှတ်လိုက်ကြ။နောက်ဆုံးမှာတော့သူတို့လမ်းပေါ်ကိုပြန်လည်ရောက်ရှိလာခဲ့ပြီးရိုဟန်ကလည်းမိသားစုဝင်တွေနဲ့အတူတူလမ်းဘေးမှာတောင်းနေခဲ့ရပါတယ်။ မနက်မိုးလင်းသွားခဲ့တဲ့အခါမှာတော့ကွင်းပြင်ကျဲကြီးမှာလေရင်အဟောင်းအပြက်ကြီးတစ်စီးကိုတွေ့မြင်ခဲ့ရပါတယ်။အားလုံးပဲဟိုမှာကြည့်အောင်လေရင်မြန်ကြီးကပျက်စီးနေရလားမသိဘူးနော်။ကျွန်တော်တို့အထဲဝင်ကြည့်ကြမလား။တို့အထဲကဝင်ကြည့်ခဲ့တဲ့အခါမှာနေရာကတတော်လေးကောင်းမွန်နေခဲ့ပေမဲ့ထိုင်ကုန်းတချို့ကတော့ကျိုးနေခဲ့ပါတယ်။အခုနောက်ဆုံးကျမတို့နေရာကောင်းတစ်ခုရှာတွေ့သွားခဲ့ပြီ။တကားကလည်းတတော်လေးခိုင်မာတာဆိုတော့ဘယ်တလေးစမ်းမှလာလို့လည်းမရဘူး။ ဟုတ်တယ်တ냐ကလောလန်းရှောက်ရင်ရှောက်ပြေးနေနေတော်လေးပြမန်းနေပြီတကားပိတ်ပြီးအထဲမှာအေးအေးဆေးဆေးအိတ်ကြတာပေါ့နောက်ဆုံးမှာတော့ရိုဟန်ရဲ့မိသားစုဝင်တွေကစိတ်အေးတသာစွာနဲ့အိတ်ပြောသွားခဲ့ကြပါတယ်ဒီလိုနဲ့ရိုဟန်အိတ်ဟာကနိုးထလာခဲ့တဲ့အခါမှာသူ့ခရင်ပေါက်အပြင်ဘက်ကိုကြည့်လိုက်တော့အပြင်မှာတိုင်တွေကိုသူမြင်တွေ့ခဲ့ရပါတယ်ဟာဒုက္ခပဲဒါပါရီဖြစ်နေရလဲအားလုံးအမြန်ထားကြအောင်အမြန်ထားကြဒါပါရီဖြစ်ကုန်တာလည်းမသိဘူးကျွန်တော်တို့ကောင်းကင်ဘော်ကိုရှောက်နေပြီတဲရောက်ကတော့လေရင်ကိုမောင်းနေတယ် ဒါဆိုရင်တော့အရင်ဘာဖြစ်လို့ဒီမှာစကားထိုင်များနေရတာလဲ။ရိုဟန်ကလည်းအရင်ဆုံး pilot ချီတဲ့နေရာကိုသွားလိုက်ပါရီ။လေယာဉ်မောင်းကန်တဲက pilot ကတော့ရိုဟန်ကိုတွေ့တာနဲ့ပြုံးပြနေခဲ့ပါရီ။ခမရကကျွန်တော်ကိုကြည့်ပြီးဘာဖြစ်လို့ပြုံးနေရလဲ။ကျွန်တော်တို့ကိုဒီကနေမောင်းထုတ်ပြလိုက်တဲ့နာပေါ့။ကျွန်တော်ကလူသားတယောက်တလေးဆံမမဟုတ်ကြ။ခမရမိသားစုနဲ့အတူတူခမရစိတ်အေးတက်တာဆိုတာအိမ်မောကြနေခဲ့ရလိ။ကျွန်တော်ဘာဖြစ်လို့ခမရတို့ကိုမောင်းထုတ်ရမလဲ။တကယ်တော့လွန်ခဲ့တဲ့နှစ်အနေနဲ့အရင်ကကျွန်တော်ကြောင့်ပဲဒီလေယာဉ်ပြတ်ကျသွားခဲ့ရ။ ဒီလေရင်ပေါ်မှာကျွန်တော်မိသားစုဝင်တွေအကုန်လုံးရှိနေခဲ့ပြီးအားလုံးကွယ်လွန်သွားခဲ့ကြတယ်။ကျွန်တော်ဒီလေရင်ကိုပြန်လည်ပြုတ်ပြင်ပြီးတော့စားမောင်းကြည့်နေတာကြပြီ။ဒီလေအမြန်နဲ့အတူတူကျွန်တော်ရဲ့အမှတ်တရတွေအများကြီးကလည်းဆက်နွယ်နေတယ်။ခမည်းမိသားစုဝင်တွေကိုတွေ့လာရတဲ့အချိန်မှာကျွန်တော်ကလည်းကျွန်တော်ရဲ့မိသားစုဝင်တွေကိုတတိယသွားခဲ့တယ်။ပထမဦးဆုံးအချိန်လူသားဆန်တဲ့လူတစ်ယောက်ကိုကျွန်တော်တွေ့ခဲ့ရတာ။ခမည်းတော်သွားပြီးတော့အနားယူပါကျွန်တော်အဲ့ဒီနေရာမှာပဲပြန်ပြီးတော့လေရင်ကိုစဉ်းစားမှလေဘာမှစိတ်ပူမနေနဲ့။ ရိုဟန်ကလည်းသူရဲ့မိသားစုဝင်တွေကိုဒီအကြောင်းလေးပြောပြခဲ့ပါရယ်။အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာတော့လေရင်မိုးကလည်းလေရင်ပြန်စင်းသားခဲ့ပါရယ်။ဒီနေရာကလူတို့ကင်းမဲ့တယ်။ဒီနေရာကိုဘယ်သူမှအတော်အလာလောက်ကြတာမဟုတ်ဘူး။ကျွန်တော်ကလည်းလို့ဒီနေရာကိုဘယ်သူမှမသိကြဘူးဆိုတော့အေးအေးဆေးဆေးနေကြပါ။ကျွန်တော်ကတော့မိသားစုမရှိတော့ဘူးတယောက်တည်းပဲ။ဘာဖြစ်လို့အခုလိုပြောနေရတာလဲရှင်။ကျမတို့အားလုံးကရှင်ရဲ့မိသားစုဝင်တွေပဲ။တကယ်လို့စိတ်မဆိုးဘူးဆိုရင်တော့ကျမရှိမှအကြံဉာဏ်တစ်ခုရှိတယ်။ဟုတ်ကဲ့ပြောပါ။ ဒီလရင်မှာဘယ်သူမှရှိတာလည်းမဟုတ်တလို့မျိုးဘယ်သူမှလည်းအတုံးမပြူကြတော့ဘူးဆိုတော့ကျမတို့စားတောက်ဆိုင်ဖွင့်လို့ရတယ်နော်။ကျမစီမှာပစ္စည်းပစ္စည်းရတွေအကုန်အစုံလင်းရှိတယ်။အွန်လိုင်းကနေကြေညာလိုက်မယ်ဆိုရင်တော့အဆင်ပြေသွားလိမ့်မယ်။ခမရကတော့ကျွန်တော်စိတ်ထဲကစကားတွေကိုပြောလိုက်တာပဲညီမရဲ့တကယ်တော်တယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုစိတ်ကူးရှိခဲ့ဘူးတယ်။မိသားစုတစ်ခုလုံးအလုပ်ကိုစူးစမ်းလုပ်မယ်ဆိုရင်တော့အဆင်ပြေသွားမှာပေါ့။ဒီလိုနဲ့နောက်နေ့မှာပဲတို့တို့ကလရင်ထဲမှာစားတောက်ခံဖွင့်ခဲ့ကြပါလိမ့်။ online ကနေပြီးတော့လည်းစားတောက်ဆိုင်ကိုကြီးညာပေးခဲ့ကြပါတယ်။ရက်အနေငယ်အတွင်းမှာသူတို့စားတောက်ဆိုင်နာမည်ကြီးလာခဲ့ပြီးဝယ်သူတွေလည်းကြိုးလာခဲ့ပါတယ်။လက်အနေငယ်ကြမြင်သွားခဲ့တဲ့အခါမှာသူတို့ကရွာကအိမ်ကိုအကောင်းမွန်အောင်ဆောင်ပြန်လဲဆောက်လုပ်နိုင်သွားခဲ့ပြီးဒီအိမ်ကတော့မောင်တိုင်းတန်ကိုတောင်ခံနိုင်ရရှိပါတယ်။ဒီနောက်မှာတော့ဆွေးနွေးအားလုံးပျော်ရွှင်စွာနဲ့နေထိုင်သွားခဲ့ကြပါတော့တယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ကြက်ဦးနဲ့ရေချိုးတဲ့ချွေးမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ် ။ရာဂနီနဲ့ဖီရှာတို့လက်ထပ်ပွဲကျင်းပနေကြပါရီ။ထုံတန်းစင်လော်တွေပြုလုပ်နေရှင်တာလန်ပါပဲ။အနံ့စိုးကြီးတစ်ခုကိုရှာလိုက်ကြပါရီ။ကျောက်ခပဲဘောင်းအနံ့ကြီးလေကွာတတော်လေးကိုစိုးတဲ့အနံ့ပဲဒီလောက်စိုးတဲ့အနံ့ငါဖြစ်တခါမှမရဘူးမသိလို့ရှင့်တော့ပုံနေလေဥကိုပြက်ထားတဲ့အတိုင်းပဲနော်ဟုတ်တယ်ကျွန်တော်ကိုယ်တိုင်လည်းဒီအပုံအနံ့ကြီးရနေတာတတော်လေးကိုကြာနေပြီဘယ်နာကနေဒီအပုံအနံ့ရနေရလဲဆိုတော့ကိုလိုက်ကြည့်ပါဦးဟုတ်ပြီသားလေးရေဒါဆိုရင်တော့အခုပဲသွားကြည့်လိုက်မယ်နော် ရာဂလီရဲ့ရောက်ခွက်ကြီးဖြစ်တော့ကလည်းအပြင်ကိုထွက်ကြည့်ခဲ့ပါရီ။မင်္ဂလာခမ်းမအပြင်ကိုထွက်သွားတာနဲ့အနံ့ကလည်းပျောက်ကင်းသွားခဲ့ပါရီ။သူစတိတ်စင်ပေါ်ကိုပြန်လဲတက်လာခဲ့တဲ့အခါမှာအနံ့ပြန်ရနေခဲ့ပြန်ပါရီ။တားလိရဲ့အပြင်မှာဘာအနံ့အသားမှမရှိဘူးသီလား။ဒီစတိတ်စင်ပေါ်မှာပဲအဲ့ဒီအနံ့ကြီးကရနေအောင်မင်းတို့ဒီစတိတ်စင်ရဲ့ပဝင်ခြင်းကိုတစ်ချက်လောက်လှည့်ပတ်ကြည့်လိုက်ကြပါဦး။ဟုတ်ကဲ့ဟုတ်ကဲ့ဦးလေးဘာမှအရင်ကြီးလဲစိုက်ပူမနေနဲ့တော့ကျွန်တော်တို့သွားကြည့်ပေးမယ်။ ပီရှားရဲ့တငယ်ချင်းတွေကစတိတ်ပပတ်လဲမသွားကြည့်ခဲ့ကြပါရဲ့။ဒါပေမဲ့သူတို့ဘာတစ်ခုကုံမရှာလို့မတွေ့ခဲ့ပါဘူး။ဒါနဲ့ဦးလေးရေဒီမှာတော့ဘာတစ်ခုမှမတွေ့ဘူးသီလား။နောက်ထပ်အချိန်တွင်အကြာကြီးဆွဲနေလို့ဘာမှလည်းထူးခြားလာမှာမဟုတ်တော့ဘူး။ကျွန်တော်ဒီအလီနာပတ်ဝန်းကျင်ကိုစပရေးဖြန့်ထားလိုက်မယ်လေ။ပြီးရင်တော့မင်္ဂလာဆောင်ထုံးတန်းစင်နာရီကိုပြီးအောင်လုပ်ကြတာပေါ့။အေးဟုတ်တယ်ဒါလေးရေအဲ့တော့အကောင်းဆုံးပဲဖြစ်လိုက်မယ်နော်။ပီရှာလေးတငယ်ချင်းတွေကစပရေးဘူးတွေနဲ့ပဝင်းကျင်တစ်ခုလုံးဖြန့်လိုက်တဲ့အခါမှာတော့အနံ့အသက်ပြောက်ကင်းသွားပါရဲ့ င်္ဂလာဆောင်ပြီးသွားခဲ့တဲ့ခမာရာဂီနီကလည်းရခမအင်ကိုရောက်ရှိလာခဲ့ပါတယ်။သူကသူနဲ့အတူတူတတအခြေစီတလုံးကိုလည်းယူဆောင်လာခဲ့ပါတယ်။ချွေးမလေးရဲ့မင်္ဂလာဆောင်တဲ့အချိန်မှာလက်ဖွဲ့ငွေပါတစ်ခုမှမလိုချင်ဘူးဆိုပြီးပြောလိုက်တယ်လေ။ဒါတော့မှဘာရီထက်ပြီးတော့ထည့်ပေးလိုက်ကြတော့မဟုတ်ပါဘူးအမေရဲ့ဒါကမိဘအင်ကထည့်ပေးလိုက်တဲ့တင်တောင်းပစ္စည်းနဲ့လက်ဖွဲ့ပစ္စည်းပါတစ်ခုမှမဟုတ်ဘူး။ဒီတက်တာတွေမှာကျမအတုံးပြုတ်နေတဲ့ပြည့်စည်ပေးပေးပါတာပါအေးအေးအေးဟုတ်ပြီချွေးမလေးရေဒါဆိုရင်တော့ရတယ်ကိစ္စမရှိဘူး နေတော်တော်လေးပပန်းနေတော့ပြီပေါ့အခန်းထဲသွားပြီးအနားယူလိုက်တော့လေသားလေးရေချွေးမလေးကိုအမြန်ဆုံးအခန်းထဲကိုခေါ်သွားလိုက်တော့သွားသွားမင်းရဲ့အရန်ကိုပပန်းနေပြီမဟုတ်လားဖီရှားကလည်းသူ့ရဲ့မိမရာဂီနီကိုအခန်းထဲကိုခေါ်သွားလိုက်ပါရီညမို့ချက်သွားခဲ့တဲ့အခါမှာရာဂီနီကသူ့ယောက်ျားကိုပြောခဲ့ပါရီဒါနဲ့ဖီရှားလေးကျမရေချိုးခြင်းလဲအေးဟုတ်ပြီလေရာဂီနီရဲ့မင်းရေသွားချိုးလိုက်တာကောင်းတယ်ဒါနဲ့အခုချိန်ထိအဲ့ဒီဥပုံနှံကြီးကရနေအောင်ပဲတီလား ငါလည်းစိတ်အယမ်းရှုံနေပြီဆိုတော့ခဏလေးကြာရင်ငါလည်းရေချိုးလိုက်မယ်။ရာဂင်းကြီးကလည်းသူ့ရဲ့တတားကြီးကိုတော့ဖွင့်လိုက်တဲ့အခါမှာတော့ကျောင်းဝင်အများကြီးထဲထားတာကိုတွေ့ခဲ့ရပါတယ်။သူမကတတဲ့လေးကျောင်းသုံးလေးလုံးရှိုးပြီးနောက်မှာတော့ရေချိုးခန်းထဲဝင်သွားခဲ့ပါတယ်။သူမရေပုံးထဲမှာရေအပြည့်ထည့်ပြီးနောက်မှာတော့ကျောင်းသုံးလုံးဖောက်ခွဲပြီးထည့်လိုက်ပါတယ်။ဒီနောက်အားလုံးကိုရောသမမွေလိုက်ပါတယ်။သူမကျောင်းဝင်ရောထားတဲ့ရေနဲ့ရေစားတင်ချိုးလိုက်ပါတယ်။ ။သူမရေမိုးချိုးပြီးနောက်မှာတော့အပြင်ကိုထွက်လာတာနဲ့ဗီရှာလ်ကတတော်တော်လေးအနံ့ဆုံးကြီးတစ်ခုခန်းစားလိုက်ရပါတယ်။ရာဂနီရေမင်းရေချိုးပြီးထွက်လာတာရောဟုတ်ရဲ့လားအနံ့ဆုံးကြီးကပို့ပြီးဆိုးလာတယ်။မင်းဘာတွေကိုအတုံးပြူလာခဲ့ရလဲ။မဟုတ်တော့ရှင်ကျမဘာအနံ့မှမရပါဘူးကျမတော့အဆင်ပြေပါတယ်ရှင်တယောက်တည်းအဲ့ဒီအနံ့ကိုရနေရ။ရာဂနီအခုမှချွေးမလေးအနေနဲ့တီအင်ကိုရောက်လာတဲ့အတွက်ဗီရှာလ်ကဘာမှထပ်ပြီးပြောမနေတော့ပါဘူး။ဒါပေမဲ့ကျောက်ပုံးနံကြီးကိုတော့သူလုံးဝသီးမခံနိုင်အောင်ဖြစ်နေခဲ့ပါရဲ့။ ။ဒါကြောင့်သူကလည်းအခန်းပပန်းလေးမှစပရေးပူဖြန်းထားလိုက်ပါရီ။နောက်နေ့မနက်မိုးလင်းသွားခဲ့တဲ့အခါမှာရာဂီနီတယောက်ကြက်ဥရီနဲ့ထမှန်ရှေးချိုးလိုက်ပါရီ။သူမရေချိုးပြီးအပြင်ကိုထွက်လာတာနဲ့မိသားစုဝင်တွေအားလုံးအတွက်လက်ဖေးနဲ့မုတ်တွေကိုပြင်ဆင်ပေးခဲ့ရပေါ့။သူမလက်ဖက်နဲ့မုတ်တွေကိုချပေးနေခဲ့တဲ့အခါမှာရောက်ခတိနဲ့ရောက်ခမဖြစ်တော့လေတတော်လေးကိုနန်းစောသွားခဲ့ကြပါရီ။ချွေးမလေးရဲ့ဒီအနှံ့ကတော်လေးဆိုးတာပဲ။လက်ထပ်ပွဲနေတော့ကလည်းဒီအနှံ့ကြီးကိုငါစတိတ်စင်ပေါ်မှာရှားလိုက်ပါသေးတယ်။နေခနာကိုကလည်းထွက်နေရပဲ။ ချွေးမလေးရေအနားကတော့ကြဲအုပ်အနံပဲနင်ကြဲအုပ်နဲ့ရေချိုးတာတော့မဟုတ်ပါဘူးနော်ရာဂီနီတခုခုပြောတော့မယ့်အချိန်မှာတယောက်ကြားရောက်ရှိလာပါတယ်ရာဂီနီရေမင်းအမြန်အခန်းနဲ့သွားပြီးတော့ငါ့အတွက်အဝတ်စားထုတ်ထားပေးလိုက်တော့ငါရေချိုးပြီးပြီဆိုတာနဲ့အလုပ်ကိုသွားရလိမ့်မယ်ငါအခုပဲမနက်စာစားလိုက်တော့မယ်နော်ရာဂီနီနေရာကနေထွက်ခွာသွားခဲ့တဲ့အခါမှာအနံစိုးကြီးကတတသွားပါတယ်ဝိရှာလ်ကလည်းမနက်စာစားတော့ပြီးအခန်းထဲပြန်ဝင်သွားခဲ့ပါတယ် ရာကနီရေမင်းကျောင်းနဲ့ရေချိုးတယ်ဆိုတာကငါတိသွားပြီမင်းရဲ့တက်တာတဲ့ကျောင်းတွေအများကြီးထည့်ထားတာကငါတွေးခဲ့တယ်မင်းကျောင်းနဲ့ရေမချိုးပါနဲ့ကွာမရဘူးကျမကျောင်းနဲ့ရေချိုးမှာပဲကျမကျောင်းနဲ့ရေချိုးတဲ့အခါကျတော့ကျမရဲ့အသားကြီးကအရန်ကိုစိုးပြပြီးတောက်ပါနေရလေကျမငငယ်လေးကလေးကကျောင်းနဲ့ရေချိုးလာခဲ့ရဒီမှာငါ့ရဲ့အိမ်မှာငါ့ရဲ့မိဘတွေကတတလှုပ်သမားတွေသူတို့ကကျောင်းဦးကိုထိအောင်ထိအောင်မဟုတ်ဘူးစားဖို့ဆိုရင်အဝေးကြီးပဲမင်းကကျောင်းနဲ့ရေချိုးနေရင်မင်းဒီမကောင်းဖြစ်သွားရင်ဘယ်လိုလုပ်မလဲ ကျွန်မအကြောင်းနဲ့ရင်မချိုးမနေမကောင်းဖြစ်မှာအဲ့ဒီခါကြာရင်ရောဘယ်လိုလုပ်မလဲငါတငယ်ချင်းတွေအားလုံးပြောကြတဲ့စကားအမှန်နဲ့မိမပြောတဲ့စကားကိုဘယ်သူမှပြန်မပြောရဲကြဘူးရှင်ဘာရီစဉ်းစားနေရလဲကျွန်မရှင်းထွက်ဝစ်စာထုတ်ထားပြီးတဲ့ရှင်သွားပြီးတော့ရေမိုးချိုးလိုက်တော့အေးကွာဟုတ်ပြီမင်းအကြောင်းနဲ့ရေချိုးတဲ့အကျေကိုမဆုံးလွန်နိုင်ဘူးဆိုရင်လည်းရတယ်ဒါပေမဲ့တခုတော့ပြောလိုက်မယ်ဒီအကြောင်းတွေကိုငါ့ရဲ့မိဘတွေမသိပါစေနဲ့အေးလေကောင်းပြီဒါဆိုရင်တော့ဒီရှာလကပြင်ဆင်ပြီးနောက်မှာတော့ရုံးကိုထွက်ခွာသွားခဲ့ပါတယ် နေ့လယ်ခင်းမှာတော့ရက်ွက်ထဲကအမျိုးသမီးတွေကသတော်သမီးကိုလာကြည့်ခဲ့ကြတာပေါ့ကဲအကိုနဲ့အမရေကျမတို့ကအပြင်ကိုသွားနေရတယ်မင်္ဂလာဆောင်ကိုမလာခဲ့ရဘူးကျမတို့ချွေးမလေးရဲ့မျက်နှာကိုတော့ပြပအောင်ရှင်ကျမတို့ကြည့်ချင်တော့ပါရာဂနီရဲ့ရခမဖြစ်သူကိုရိုင်းကချွေးမလေးကိုတောက်ခေါ်တော့မယ့်အချိန်မှာရာဂနီကပေါ်ဝါချုံပြီးလက်ဖေးကွက်ရှလာရင်ရောက်လာခဲ့ပါတော့တယ်အမေကျမအဲ့တဲ့ရောင်းနေရဲ့ဆိုတော့ကိုတွေ့လို့တခါတည်းလက်ဖေးဖြော်လာခဲ့လိုက်တယ်နော်ချွေးမလေးကတကယ်ယင်ကျေးလိုက်မှလိုက်ကြ ဟုတ်တယ်အမရဲ့ဒါကတော့ဖယားသခင်ရဲ့အလိုတော်အတိုင်းပဲပေါ့ထွေးမရရဲ့ဘာဖြစ်လို့မြန်ပေါ်အောင်အရှိကြီးခြုံထားရသေးရလဲဒီမှာအမျိုးသမီးတွေကြီးပဲရှိတာနဲ့လဲထိုင်လေဘာဖြစ်လို့မတည့်ရနေရတာလဲထွေးမလေးငါရှိလို့ရှက်နေရဖြစ်ရမယ်ရာဂနီရဲ့ရက်ခွက်ထီးဖြစ်တော့ကလည်းထထွက်သွားခဲ့ပါရီဒီနောက်ရာဂနီကအားလုံးနဲ့ attitude ထိုင်ပြီးစကားတွေပြောဆိုနေခဲ့ကြတာပေါ့သူတို့အားလုံးကလည်းရုတ်တရက်ကြီးဥပုံနံကိုခန်းစားခဲ့ရပါရီဟောအနံ့ကြီးလည်းအတော်လေးစိုးတာပဲဘလို့ဖြစ်လို့ဒီဥပုံနံကြီးကရနေရလဲ မသိပါဘူးလက်ထပ်ပွဲကျင်းပတဲ့အချိန်ကစပြီးအဲ့ဒီအနှံ့ကြီးရနေအောင်ဘယ်ရနေဘလို့ဖြစ်လို့ငါတို့အိမ်တည်းဒီအနှံ့ကြီးဝင်နေလည်းမသိဘူးခဏနေတော့အဲ့တဲ့ပြီးအားလုံးလည်းပြန်သွားခဲ့ကြပါလိမ့်ညမိုးချုပ်သွားခဲ့တဲ့အခါမှာထမင်းဟင်းချက်ပြုတ်ရတော့မှာပါချွေးမလေးငါတို့အိမ်မှာထုံနဲ့ဆလာတစ်ခုရှိတယ်အဲ့ဒါကထမင်းဟင်းမချက်ပြုတ်ခင်မှာရေမိုးချိုတာပဲမနက်ပိုင်းဖြစ်ဖြစ်ညပိုင်းဖြစ်ဖြစ်နှစ်ခါရေချိုးရမယ်နော်ဒီအချိန်မှာရာဂီနီကရေချိုးဖို့အတွက်အခန်းထဲဝင်သွားတာနဲ့ရခမကလည်းစဉ်းစားနေခဲ့ရပါတော့ ဒီဥပုံနဲ့ကချွေးမလေးရှိကရနေရပဲဖြစ်ရမယ်။မင်္ဂလာဆောင်တဲ့နေ့တော့ကလည်းစိတ်စင်ပေါ်ကနေပြီးတော့ပဲအနံ့ကချွတ်နေခဲ့ရ။သူငါတို့အနာကိုရောက်လာပြီးဆိုရင်လည်းအဲ့ဒီအနံ့ကအမြင်ရတဲ့ရတယ်။ရကမကလည်းချွေးမလေးအခန်းကိုတွားချောင်းကြည့်ခဲ့တဲ့အခါမှာတော့ချွေးမလေးဥရီကိုထုတ်နေအောင်ကိုတွေ့ခဲ့ရပါပဲ။ဒီမှာကဥနှလုံးသုံးလုံးထုတ်ပြီးနောက်မှာရေချိုးခန်းထဲဝင်သွားခဲ့ပါရ။ဟိုဖျားသခင်သူတကယ်ပဲကြောက်ရွံ့နေရေချိုးနေရပဲကြောက်တလုံးနှလုံးလည်းမဟုတ်ကြောက်ရွံ့ရအများကြီးပဲ။ သူကကျုပ်ကိုခေါင်းမှာပဲပေါင်းတင်ဖို့အတွက်အသုံးပြတာမဟုတ်ပဲခနာကိုတစ်ခုလုံးအတွက်သုံးနေရများလားခနာနေတော့သားဖြစ်သူရောက်ရှိလာပါလေအမေဒီမှာဘာလုပ်နေရလဲအမေရဘာရလုပ်နေရတော့သားရေရာဂနီသူနဲ့အတူတူယူလာခဲ့တဲ့တက်တာတွေမှာလေတခြားပစ္စည်းတွေထည့်ထားတာမဟုတ်ဘူးဒီလားကျုပ်ဥတွေထည့်ထားတာအခုပဲအမေတွေ့လိုက်တဲ့ချွေးမလေးကျုပ်ဥတွေအများကြီးထုတ်ပြီးတော့ရေချိုးကန်နဲ့ဝင်သွားပြီလက်ထပ်ပွဲနေရာဆပြီးချွေးမလေးခနာကိုကနေဥအနံထွက်နေခဲ့ရပဲအမေကျွန်တော်သိပါတယ်ကျွန်တော်တွေ့ပြီးသားအမေတို့ကိုပဲမပြောပြထားတာ ကျွန်တော်တို့ရှင်းပြဖို့အတွက်စ조사ပါသေးတယ်အမေရဲ့ဒါပေမဲ့ဘာမှထူးခြားမလာဘူးလေသူငငယ်လေးကလေးကကြက်ဦးနဲ့ရေချိုးခဲ့တာတဲ့ဒီနောက်ရာဂနီကရေမိုးချိုးပြီးနောက်မှာတော့ချက်ပြုတ်ပြင်ဆင်ပြီးတွေ့လိုက်ပါတယ်ရခခရီနဲ့ရခမစားတောင်းနေနဲ့အန်ထွက်ကုန်ကြပါတယ်အဖေနဲ့အမေအဆင်ပြေလာဘာပြက်သွားကြတာလဲကဲသွားသွားအဖေနဲ့အမေအတွက်ရေချိုးခဲ့ငါအမြန်ဆုံးဆရာဝန်ကိုဖုန်းဆက်လိုက်မယ်ကြော်ရီအားလုံးကဥဥနဲ့ကြောင်ဖြစ်နေတာငါတို့ကဥကိုစားလည်းမစားသလိုမျိုးအနားလည်းမခံနိုင်ဘူး။နေအခန်းထဲဝင်သွားပြီးတော့အခန်းတော့ပိတ်ထားလိုက်တော့သွား ဒီအနှမ်းကြောင့်ငါတို့အသက်ရှူရပြီးတိတ်အောင်တိတ်သွားမလားအောင်းမရတယ်။ခဏနေတော့ဆရာဝန်ရောက်ရှိလာခဲ့ပြီးနောက်မှာတော့နှစ်ယောက်စလုံးကိုဆေးကုသပေးသွားခဲ့ပါတယ်။ဒီအချိန်မှာနည်းနည်းတတ်တာသွားခဲ့ပေမဲ့ရခတိနဲ့ရခမနှစ်ယောက်လုံးကကျမ်းမာရေးအခြေအနေအကြောလေးဆွေးရွာလာခဲ့ကြပြီးအိယာပေါ်မှာပဲလဲနေခဲ့ကြရပါတယ်။စီရီဘလောက်ပဲကုသနေပါစေဘာမှထူးခြားမလာခဲ့တော့ပါဘူး။ဒါရီကိုတွေ့ခဲ့ရတဲ့အခါမှာ official နဲ့ရာဂနီရောနှစ်ယောက်လုံးကလည်းလမ်းပြန်သွားခဲ့ကြတာပေါ့ရာဂနီငါမေကိုပြောခဲ့ရင်မဟုတ်လား အဖေနဲ့မိနှစ်ယောက်လည်းမသိပါစေနဲ့မင်းကျောင်းနဲ့ရေချိုးတယ်ဆိုတဲ့အကြောင်းတွေကိုဆိုတော့ကိုငါမေးကိုတတိပေးခဲ့တယ်သူတို့အချင်းတွေကိုလည်းကြည့်ပါအောင်သူတို့ကကြောက်နေနေလေးမှစားကြတာမဟုတ်သလိုမျိုးတဲ့လည်းမတဲ့ကြဘူးမင်းငိုင်းမိဘတွေအတွက်ဒါလေးတော့မှမလုပ်ပေးနိုင်ဘူးလားမင်းဘယ်နေရောင်ကိုပဲတော်တော်အထိအနှံ့ကြီးကြောင်ဘယ်သူမှမင်းနောက်မှာထိုင်ရင်းမှာတော့မဟုတ်ဘူးအင်းဟုတ်တယ်နော်ရှင်ပြောတာမှန်တယ်ကျမအခုလိုမျိုးကြောက်နေရေချိုးတဲ့အတွက်ကြောင့်မဟုတ်လို့ဘယ်သူမှကျမနဲ့စကားမပြောချင်ခဲ့ကြဘူးဒီနေ့ကျမကြောက်နေအဖေနဲ့မိအခုလိုဖြစ်သွားခဲ့တာဆရာဝန်ကိုအမြန်ဆုံးခေါ်လိုက်ပါတော့ ဆရာဝန်ကတော့ပြောလိုက်ပါတယ်။သူတို့အခြေအနေကတော်တော်လေးစိုးရိမ်ရတဲ့အခြေအနေကိုရောက်နေပြီ။သူတို့ကအကြောင်းနဲ့လုံးဝမတည့်ဘူး။အရန်ကယူဆိုင်ပေးမှဖြစ်မယ်။ဆန်ငါးရက်လောက်စိတ်ယုံတင်ပြီးတော့ကုသလိုက်မယ်ဆိုရင်တော့နေပြန်ကောင်းကြမှာသွားပါလိမ့်မယ်။ဆရာကြိုက်တာလို့ပါကျွန်တော်မိဘတွေနေပြန်ကောင်းသွားမှဖြစ်မယ်။ဒါရီအားလုံးကျမကြောင့်ဖြစ်တာပါကျမဒီနေ့ကစပြီးကျဲဦးနဲ့ဘယ်တော့မှထပ်ပြီးတော့ရေမချိုးတော့ဘူးနော်၅၅ရက်ကြာမြင့်သွားခဲ့တဲ့အခါမှာရခိုင်ထီးနဲ့ရခိုင်မနှစ်ယောက်လုံးကစေယုံကပြန်ဆင်းလာခဲ့ကြပါပြီ အင်းရဲ့အချိန်နေတော့ကလည်းအရင်ကနေမတူတော့ပဲအရန်ကိုမွေးပြန်နေပါတယ်။ချွေးမလေးကလည်းကြောက်ဦးနဲ့ရေမချိုးတော့ပါဘူး။နေတော့မှတော့မိသားစုအတွက်အကောလုံးကလည်းဝမ်းသာပျော်ရွှင်စွာနဲ့အတူတူနေထိုင်သွားခဲ့ကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။